ဟယ်လိုအာကျွန်မကအခုလူတွေပြန်မှန်းကြရဲဆိုတဲ့အခါမှာဘလို့စိတ်ခံစားချက်တွေဖြစ်လိမ့်ဖြစ်တာရှိလဲ။ဗာလေးတွေလုံးလေးလုံးထားရှိလဲ။ကျွန်မတို့ဘလို့ပုံစံမျိုးလေးတွေလုပ်လို့ရှိရင်ကိုကိုကိုတက်တောင်လုပ်လို့ရမယ်ဆိုတာလေးအနေနဲ့ရှင်းရလို့ပြချင်တယ်ပေါ့နော်။အာအဲ့ဒါတွေမရှင်းခင်ကျွန်မရဲ့အာ case တစ်ခုကိုကျွန်မကရှင်းချင်တယ်။အဲ့ဒါဗာလဲဆိုတဲ့အခါကျတော့ကျွန်မပေါ့နော်။အာလွန်ခဲ့တဲ့နှစ်2024 နိုဝင်ဘာကနေစပြီးတော့2025 February လလောက်ထိကိုကျမနေရောညအောင်ပေါ့နော်ရက်တော်တော်များများအချိန်တော်တော်များများမှာကျမအများကြီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပင်ပန်းခဲ့တဲ့အချိန်တွေရှိတယ်ပေါ့နော်အလုပ်တွေအရင်များတာရှိတယ် stress တွေအရင်ပြီးတဲ့အချိန်ရှိတယ်အမိသားစုအရေးကိစ္စတွေတခြားတခြားသောအစီအိုင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်ငန်းပိုင်းဆိုင်ရာကိစ္စဒါမျိုးတွေကိုကျမအဆင်မပြေလေအများကြီးကြုံခဲ့ရတယ်ပေါ့အဲဒါပေမဲ့ ကျမကဟိုစိတ်ပိုင်းဆိုင်ရာကိုအကြောင်းကိုနည်းနည်းသိနေလို့ကိုကိုကိုအဲ့ဒီချိန်မှာဟို self care တွေကောင်းကောင်းလုပ်နိုင်လားအများကြီးအဆင်ပြေအောင်သူများရဲ့ national လောက်လိုက်နိုင်လားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးကျမလည်းအဆင်မပြေတယ်အများကြီးဖြစ်ခဲ့တယ်အဲ့ ခံစားနေရတဲ့တောက်လျှောက်ပင်ပန်းနေရတဲ့တောက်လျှောက်ကကိုယ့်အကိုဖြည့်သိမ့်တယ်ကိုဘေးနာကိုချစ်ပေးတဲ့သူတွေကဖြည့်သိမ့်ပေးတယ်အဲကျမရဲ့ဘေးနာမှာတခြားခြားသောစိတ်ပိုင်းဆိုင်ရာပညာရှင်တွေရှိတယ်ဆိုတဲ့အခါမှာသူတို့တွေကကျမအတွက်ရှိနေပေးတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ကျမလုံးဝကို break down ဖြစ်သွားတာကနှစ်လပိုင်းလောက်မှာဆိုလို့ရှိရင်ကျမလုံးဝကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုဟိုးအောက်ဆုံးထိထိုးကြသွားတယ် အဲကျမအလောက်ထိကိုကိုကိုဖြစ်သွားလိမ့်မယ်လို့မထင်မှတ်ထားမိဘူးပေါ့နော်ဒါပေမဲ့တကယ်တမ်းဖြစ်လာတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့လက်ရှိလုပ်နေတဲ့အလုပ်တွေကိုလည်းလှဲမကြည့်ချင်လောက်အောင်ကိုဖြစ်သွားတယ်အင်းကမိသားစုကိုလည်းအမြင်နဲ့မကြည့်ဘူးလုပ်ငန်းကမှာတူလုပ်နေတဲ့လူတွေကိုလည်းတိုက်ပြီးအမြင်မကြည့်ချင်ဘူးဒါပေမဲ့တခုကငါဖြစ်နေတယ်ငါစိတ်ခံစားချက်ကိုငါပဲတာဝန်ယူရမယ် ဘသူဘသူနဲ့မှမသက်ဆိုင်ဘူးဆိုတော့အတိတ်ကိုတော့ကျမကိုကိုကိုရိုက်သွမ်းထားလိုက်တယ်ပေါ့နော်အဲ့တော့အတတ်နိုင်ဆုံးတော့ကျမဘသူ့ကိုမှအာအပြစ်မရှာမိအောင်နေတယ်ပေါ့ဘတ်ဒါပေမဲ့တချို့တချို့တော့သူတွေတော့ကျမအနေနဲ့အပြစ်တင်မိတဲ့အခြေအနေရှိတယ်သူ့ချောင်းဖြစ်တာသူ့ချောင်းတော့မဟုတ်ရငါဒီလောက်ထိခံစားရမှာမဟုတ်ဘူးဒါမျိုးတွေကျမတွေးမိတယ်ပေါ့နော်ဒါမဲ့တကယ်တကယ်တမ်းအဲ့ဒီ case တစ်ခုလုံးကိုပြန်ပြီးစဉ်းစားကြည့်လိုက်တယ်ဆိုတဲ့အခါမှာကောကျမအပြစ်တင်တဲ့သူတယောက်သေးချက် ကျွန်မကဒီလိုအခြေအနေဖြစ်သွားတာလားဆိုတော့လည်းမဟုတ်နေဘူးအအဖြစ်အပျက်တွေအားလုံးစုံသွားတယ်ကျွန်မမရင်ဆိုင်ခြင်းတဲ့ကိစ္စအဒီဟာကြီးကိုရင်ဆိုင်လိုက်ရင်ခက်ခဲပင်ပန်းမယ်ဆိုတဲ့ကိစ္စကိုလည်းကျွန်မရင်ဆိုင်လိုက်ရလိုက်တယ်ပေါ့နော်အဲ့ဒီခါမှာတော်တော်လေးကိုပြန်ပန်းတယ်ဒါမဲ့ကံကောင်းကျင်တာတစ်ခုကကျွန်မရဲ့ဘေးပတ်ဝန်းကျင်မှာဆိုလို့ရှင်ရင်အဲစိတ်ကျမ်းစာရေးပညာရှင်တွေတော်တော်များများရှိတယ်အဲ့ဒီခါမှာကျွန်မကအဲကျွန်မဘလို့လေးတော့ခံစားနေရတယ် ်တာအောင်နေပေမဲ့လည်း self care တွေလုပ်နေပေမဲ့လည်းမတက်တာဘူးစိတ်ပိုင်းဆိုင်ရာလည်းမတက်တာဘူးစိတ်ပိုင်းဆိုင်ရာမတက်တာတဲ့နောက်ဆက်တွဲဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကဘာပါဆက်ဖြစ်လဲဆိုတဲ့အခါကျတော့ကိုကိုကိုလှုပ်လဲမလှုပ်ချင်ဘူးအပြင်ထွက်ရမယ်ဆိုလည်းမထွက်ချင်တော့ဘူးအစားတောက်စားမယ်ဆိုရင်တော့မှပဲအာ green light တော်တာမျိုးတွေပေါ့နော်ဒါတွေကြုံရတယ်အဲကိုရဲ့တကူရဲ့တကာရတန်ရှင်းရေးလုပ်ဖို့တောင်မှပဲအိတ်ခန်းထဲကနေရေချိုးခန်းထဲသွားပြီးတော့ ို့ဝေယဝိဆာကိုကိုလုတ်ဖို့တော့မှာပဲမလုတ်ချင်ဘူးစိတ်ကလုံးဝပါမနေဘူးအဲ့အချိန်မှာစိတ်ကလုံးဝအောက်ဆုံးထိထိုးကြပြီးတော့ဒေါင်းနေတာပဲရှိတယ်ပေါ့နော်ဒါမဲ့အဲတရက်ကျမအလုံးလုံးနေတယ်ဆိုတဲ့အခါမှာအာပညာရှင်တယောက်ကပြောတယ်ပေါ့ဘာပြောလဲဆိုတဲ့အခါကျတော့ခက်ခဲမှုတွေကတော့လူတိုင်းမှာရှိတယ်တဲ့တယောက်နဲ့တယောက်မတူညီကြဘူးပေါ့နော်အဲ့တော့သူကိုယ်တိုင်လည်းခက်ခဲခဲ့ဘူးတဲ့ဒါပေမဲ့အ ਨੇ ဆုံးတော့ပေါ့နော်ကိုကလုံနိုင်တာပါရှိလဲပေါ့ ကိုယ့်ရဲ့တကူရေတကာရတန်ရှင်းရေကိုပဲကိုလုံးနိုင်နေဆိုလို့ရှင်လဲဒါလေးပဲလုံးနိုင်နေပေါ့နော်အခြားမလုံးနိုင်တဲ့အရာကိုသူအများကြီးမတွေးဘူးထမင်းလေးစားနိုင်နေဆိုလို့ရှင်စားလိုက်တယ်စားလေးဖတ်နိုင်နေဆိုလို့ရှင်ဖတ်လိုက်တယ်ပေါ့နော်တခြားကိစ္စတွေသူအများကြီးမစင်ရဘူးလို့သူပြောတယ်အဲ့တော့အဲ့ဒီအချိန်မှာကျမတွေးလိုက်မိတာဘာလဲဆိုတဲ့အခါကျတော့အော်ငါကောလုံနိုင်တာဘာမှမရှိဘူးလားပေါ့နော်လုံနိုင်တာတွေကတော့ရှိတယ်ခဏကိုလည်းလှုပ်ရှားနေနိုင်တော့မယ် အဲကျမကြီးကလည်းအရန်ကြီးဆိုးရွားနေတာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာကထိကြိုက်သွားလို့ပါရုပ်ပိုင်းဆိုင်ရာမှာသွားပြီးတော့ကြာသွားတဲ့အခိုက်အတန့်ရှိတယ်ဗောနော်အဲ့တော့အဲ့ဒီအချိန်ကနေစပြီးတော့ကျမအာဘီနာကကျမရဲ့အတိဆရာလေးဆရာမတွေနဲ့တွေ့တယ်စကားပြောကြည့်တယ်သူတို့ရဲ့ဖိမမှုကိုကျမပျော်ပျော်ရွှင်ရွှင်ကြီးပဲကျမကောင်းကောင်းလက်ခံတယ်အဲစားစရာရှိတာကိုစားရတယ်တကူရေတန်ရှင်ရေကိုပုံမှန်လုပ်တယ်ဒီလိုပုံစံလေးနဲ့ကျမရဲ့တနေ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 ့ကိုဖြတ်တန်းနေပါတော့ က်တိုင်းရတဲ့တစ်နေ့ချင်းစီတိုင်းကအရင်နဲ့တူပြီးအဆင်ပြေလားဆိုလဲပြည်မနေဘူးမနောက်မိုးလဲမီဆိုတာနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကအဆင်မပြေတာဖြစ်တဲ့တော့ဒီနေ့ကိုဘလိုပုံစံနဲ့ကုံဆုံးအောင်လုပ်ရမလဲဆိုတာကိုပဲတွေးနေမိတာစိတ်တရားအဆင်ပြေမနေဘူးဒါပေမဲ့အဲ့လိုပုံစံနဲ့ပဲတနေ့ကိုလုံးနိုင်တာလေးကိုပဲတနေ့ကိုတလှမ်းမဲလှမ်းနိုင်တလှမ်းမဲလှမ်းနေတလှမ်းမှမလှမ်းနိုင်တလှမ်းမှမလှမ်းဘူးဘာမှမလုပ်နိုင်ဒီတိုင်းပဲနေလိုက်တယ်အဲကျမကအဲ့ဒီအချိန်မှာဖွင့်မဲ့တန်တန်းနေ announcement လုပ်ထားပြီးတာတန်တန်းနေအားလုံးကိုကျမဖြတ်သိမ်းလိုက်တယ် အဲပြီးတော့ကျတော့ကျမလက်မခံမဲနဲ့နေလို့ရတဲ့အလုပ်တွေအားလုံးကိုကျမကန်ဆယ်လုပ်လိုက်တယ်မဖြစ်မနေတပတ်ကိုတစ်ရက်နှစ်ရက်ကျမ training ပေးရမယ့်ဥစားတွေကိုတော့ကျမအားတင်းပြီးစူးစမ်းပြီးတော့ပေးလိုက်တယ်ပေါ့အဲ့လိုပုံစံနဲ့ပဲကျမတနေ့တနေ့ကိုအချိန်ကုန်ဆုံးအောင်နေပြီးတော့တနေ့ကိုတနှန်းချင်းစီပဲနှမ်းနေရင်လည်းအဲတစ်လခွဲဝန်းကျင်လောက်ကြာတယ်ဆိုတဲ့အခါမှာကျမတော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာဖြည့်စည်းတာရဲ့နောက်ဆက်တွဲရတော့အဲရုပ်ပိုင်းဆိုင်ရာကျမကြီးကျမ အဟိုးအရင်နေရဖြစ်နေတယ်ကျမရဲ့အာယုံရော ရောင်းတဲ့ case ကတော့ရှင်ခဲ့တယ်ဈေးတော့စကောင်းနေရတယ်ဒါပေမဲ့အရင်နဲ့ရှင်လိုက်တယ်ဆိုလို့ရှင်ရင်ကျမကစိတ်ပိုင်းဆိုင်ရာကျမကြီးကတော်တော်လေးအဆင်ပြေသွားတယ်ရုပ်ပိုင်းဆိုင်ရာကျမကြီးဆိုလို့ရှင်လည်းဈေးတောင်းနေနေဖြစ်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 ချင်းကြီးကိုကိုကိုပြန်ပြီးတော့အဆင်ပြေအောင်လုပ်တာလည်းပေါ့အဲ့တော့ကျမနဲ့မတူညီပဲနဲ့လူတွေဟာအချိန်မရွေးနေရမရွေးကိုကိုကိုတတိမထားမိတဲ့အချိန်မှာအဆင်မပြေမှုတွေအများကြီးဖြစ်နိုင်ပါတယ် ဒါပေမဲ့ဖြစ်လာတယ်ဆိုတဲ့အခါမှာဟာငါတို့ဖြစ်ပြန်ပြီဘလို့လောကမလဲမသိဘူးပြမန်းလာတယ်ဒီခက်ခဲကိုဘလို့ကြော်လွှားရမှန်းမသိဘူးဆိုတဲ့သူတွေအများကြီးရှိနိုင်ပါတယ်အဲ့တော့ကျမအနေနဲ့ကျမဖြစ်ခဲ့ဝူရဲ့ဟာလေးနဲ့ရှင်ပြီးတော့ပြောရမယ်ဆိုလို့ရှင်ရနော်ဟိုညည်ရီဟာနှခါမစည်းဘူးကျမတို့ရဲ့ပြမန်းနေတယ်ခက်ခဲနေတယ်ဝမ်းနေနေတယ်ဆိုတဲ့ကိစ္စတွေဟာလည်းအခုဖြစ်ပြီးွားရင်အချိန်တစ်ခုနေတယ်ဆိုတဲ့အခါမှာပြ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 ချင်းစီညော့နေပြီးတော့ပြတ်ွယ်သွားမှာပါအဲ့တော့ ကျမတို့တနေ့တာမှာဘာလုံးနိုင်လဲရေတောက်နိုင်ရေပဲတောက်လိုက်မယ်အိတ်နိုင်ရင်အိတ်ပဲအိတ်လိုက်မယ်တကူရေတန်ရှင်းလုံးနိုင်ရင်လုံးလိုက်မယ်ဘေးနာကိုချစ်ပေးတဲ့သူတွေနဲ့တွေ့ရဆိုတဲ့အခါမှာသူတို့ရဲ့ချစ်ချင်းမေတ္တာကိုကျမတို့လက်ခံယူလိုက်မယ်လုံးနိုင်တာလေးတွေတစ်ခုချင်းစီတနေ့ကိုတနှမ်းချင်းစီပဲနှမ်းချင်းချင်းပဲပေါ့နော်ပြီးတော့ကိုကိုအရန်ကိုမှ stress ဖြစ်ဖြစ်စေတဲ့ကိုအတွက်မကောင်းတဲ့အဆင်မပြေတဲ့အရာတွေကိုကိုကအတတ်နိုင်ဆုံးရှောင်ဖယ်ခြင်းအဖြစ်လဲဒါကျမတို့ကကိုကိုဝယူဆိုင်ခြင်းတစ်ခုပဲပေါ့ ပြီးတော့ခက်ခဲမှုတွေပင်မမှုတွေကြုံလာပြီဆိုတဲ့အခါမှာအကြီးကြီးတွေမလုံးနိုင်လို့စိတ်ဆင်းရဲနေမှာထက်ကို ကိုရဲ့တကူရဲ့တခါရကိုလုံးနိုင်တာလေးတွေကိုပဲတနည်းကိုတစ်ခုချင်းစီပဲလုပ်ကြည့်ကြည့်ပါအတော့ကိုရှူဖို့ကြိုးစားကြည့်ကြည့်ပါရေကိုကောင်းကောင်းတောက်နိုင်ဖို့ကြိုးစားကြည့်ကြည့်ပါလုံးနိုင်တာလေးတွေတစ်ခုချင်းစီလုပ်ဖို့ပဲကြိုးစားကြည့်ကြည့်ပါအချိန်နေတစ်ခုရောက်လာပြီဆိုတဲ့အခါမှာကျမတို့တွေအဆင်ပြေကောင်းပြီးသွားနိုင်ပါတယ်အဲ့လိုမဟုတ်ဘူးကိုကအရန်ကိုမှစိတ်ပိုင်းဆိုင်ရာထိကိုက်နေတယ်ပင်ပန်းနေတယ်ဆိုလို့ရှင်တော့တယောက်တည်းမနေပါနဲ့လိုအပ်တယ်ဆိုလို့ရှင်စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ပြသဖို့အတွက်ကိုကျမကတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ပါ အဲ့ဒီနေ့မှာကတော့ကျွန်မဖြစ်ပြခဲ့တဲ့ဖြစ်ပြလေးပုံမူတည်ပြီးတော့စိတ်ပန်းဆိုင်ရုပ်ပန်းဆိုင်ရပြင်မနေဆိုတဲ့အခါမှာဘလိုလေးတွေလုပ်လို့ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်မကရှင်းရလုပ်ပေးသွားတာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်